မြမရွှေစေးတရက်အတွင်းကြက်လေးတောင်းပြန်လဲမြင့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတကြက်တောင်းကိုကြက်သိန်း80အောင်ရောက်ရှိနေတဲ့မြမရွှေပြင်ပပေါင်းစည်းဟာတရက်အတွင်းမှာကြက်လေးတောင်းပြန်လဲမြင့်သက်လာထိတ်လို့ရွှေစေးကအတိုင်းဝိုင်းမှသိရပါထိတ်။ကဘာရွှေစေးဟာလည်းတမိုင်းသက်ဆောင်စံချိန်တင်မြင့်သက်လျက်ရှိပြီးလက်ရှိမှာထော်တောင်းစားကိုအမေရိကန်ဒေါ်လာ3900ကျော်သို့ရောက်ရှိလာခဲ့တာဖြစ်ပါထိတ်။ မြန်မာရွှေပြင်းပပေါင်းစည်းဟာယနေ့မှထော်တချက်သားကို7382000နဲ့ဈေးစားဖွင့်လာခဲ့ပြီးရုံတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှထုတ်ပြန်တဲ့ရည်ညွန်းဈေးမှထော်တချက်သားကို96,900ရှိနေပါထိဒေါ်လာကိုချက်4000အောက်ရောက်ရှိနေတဲ့အမေရိကန်ဒေါ်လာလဲလဲနှုန်းမှလည်းယနေ့မှထော်ဒေါ်လာကို4085ချက်ကိုပြန်လဲရောက်ရှိလာခဲ့ပါထိရွှေဈေးကွက်အတွင်းမှာရုံတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှထုတ်ပြန်တဲ့ရည်ညွန်း ွန်းစေးရအတိုင်းသာရောင်းချဖို့ထုတ်ပြန်ထားပေမဲ့ပြပရွှေပေါင်စေးနဲ့ရည်ညွန်းစေးမှာတော့ကွာခြားချက်များလွန်နေတယ်လို့သိရပါတယ်ရှင်။